ဘာဝကြကြပဲတွေးကြည့်တာပေါ့နော်ဖြစ်နေတဲ့ဒုက္ခတွေအများစုဟာမရှိတာတွေကြောင့်ဖြစ်တာလားရှိတာတွေကြောင့်ဖြစ်နေတာအဲ့ဒါတည်တည်ချာချာဟုတ်ရဲ့လားကိုယ့်အကိုစဉ်းစားကြည့်မစိတ်ပူနေရတာစိတ်ညစ်နေတာဒုက္ခဖြစ်တိုင်းဖြစ်တိုင်းပေါ့လေဟုတ်လားနော်အနာရောဂါဖြစ်လို့ဒုက္ခဖြစ်တယ်ဆိုတော့နာရောဂါဖြစ်เสียဒီခန္ဓာကြီးရှိရင်လို့ဖြစ်နေရတာပဲလေဟုတ်လားအကုန်လုံးဒုက္ခတွေအကုန်လုံးဟာရှိလို့ဖြစ်နေတာတွေကြီးပဲဟုတ်လား သူတို့ကအပေါ်ယံမပြည့်စုံလို့ဖြစ်တဲ့ဒုက္ခအဲ့ဒါကစိတ်တိုင်းမကြလို့ဖြစ်တဲ့ဒုက္ခတကယ်တကယ်ငတ်လို့ဆင်းရဲနေရတယ်ဆိုတာအလုံးကိုရှားပါတယ်။နော်စားစရာမရှိလို့ဆင်းရဲတယ်ဆိုတာတည်းကိုစားကျင်တာကိုမစားလို့ဆင်းရဲတာပဲများများပဲ။မတူဘူးနော်ဒီဥစ္စာကဝိစရာမရှိလို့ဆင်းရဲတာလားဝိချင်တာမဝိရလို့ဆင်းရဲတာလား။ဟောဒါပဲလေဟုတ်တယ်မို့လား။ဝိစရာမရှိလို့စားစရာမရှိလို့ဆိုတာအလုံးအလုံးမှရှားပါပါတယ်အဲ့လိုလူကဟုတ်လား။အဲ့တော့ပြောရင်တာပါတော့ ရှိနေတာတွေကြောင့်ဒုက္ခတွေရှိနေတာတွေကြောင့်ဖြစ်နေတဲ့ဒုက္ခတွေကိုမြင်အောင်ကြည့်ဖို့လိုတယ်ဟုတ်လားတချို့အရာတွေကမရှိရင်အေးနေတာသူကသူအဲ့ဒါရှိလာမှဒုက္ခရောက်တာဟုတ်လားဟောရှိခြင်းကြောင့်ဖြစ်တဲ့အကောင်းရဲ့ရှိခြင်းကြောင့်ဖြစ်တဲ့မကောင်းရဲ့အဲ့ဒီနှစ်ခုကိုတမတမကြကြတွေးကြည့်လိုက်နော်သူတို့ကစွဲနေတာဘဝတန်တဲ့လျှောက်လုံးကသာရှိရင်ကောင်းတယ်ဆိုတဲ့ဘက်ကကြီးကြည့်နေရှိလို့မကောင်းတာကိုထင်ရှားပါလေကဲနဲ့လေလူရှူတာတယ်မမြင်ဘူး တချို့လည်းမမြင်ရဆောင်းနေရလည်းဖြစ်ရင်ဖြစ်မှာပေါ့။မရှိလို့မကောင်းတာတွေမှာအပုံကြီးဟုတ်တယ်မဟုတ်လား။ရှိလို့မကောင်းနေတာတွေနော်အများကြီးပဲ။သာသမီရှိတော့သာသမီပူလင်းရှိတော့လင်းပူမရရှိတော့မရဘူးဒါဘလို့မှညင်းလို့မရတဲ့ကိစ္စတွေပေါ့။ဟုတ်တယ်မဟုတ်လား။အိုင်ဆိုင်မှုကြီးနော်10ခုရှိတဲ့လူနဲ့အခု20ရှိတဲ့လူကောင်းနေကောင်းနေတော့အများနှစ်ခု20ရှိတဲ့လူကကောင်းနေလို့တော့ပြောတာပဲ။ဒါပစီစိတ်ထဲမှာထည့်တွင်နေတော့10ခုတည်းအခု20ကဘလို့ဖြစ်နေလဲ။နှစ်ဆလောက်ပူလေးနေတာပေါ့။ ဒါဒီလောဘအမြင်အားကောင်းနေရင်တော့ဒီစကားကနားထဲဝင်ဖို့ကလွယ်ကိုမလွယ်ဘူးဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဟိုအခုဆွေးကြပါစို့မြတ်စွာဘုရားချမ်းသာကြောင်နီလန်းကိုဒါအစစ်အမှန်ကိုတွေ့တယ်ရလဲရတယ်တတ္တဝါတွေပေါ်မှာတနာတဲ့အတွက်ကြောင့်တကယ်တကယ်ပေးပြီဆိုတော့အဲ့ဒါကိုပဲပေးသွားတာပဲလေဟိုသူ့သားရာဟုတ်လားသူ့အမွေတောင်းတယ်ရွှေဦးကြီးလေးလုံးဟုတ်လားမျက်နှာဝါကြီးတွေကဘယ်နဲ့ယူစနာရှိတယ်ကြောက်ပါတယ်မရှိဦးကြီးလုံးဖာခမဲတော့တွတ်ထွက်သွားတယ်ဆိုတာပျောက်သွားတာ ဲ့ဒါကိုပေးပါဆိုတော့မြတ်စွာဘုရားဘယ်လိုရှင်းသားတာအဲအဲ့ဒါတွေပေးရင်သူဒုက္ခရောက်လိမ့်မယ်အဲ့ဒါတွေကဒုက္ခမငြိမ်းဘူးပေါ့နော်အဲ့တော့ဘာပေးတော့ဆိုတော့ဘာမှပိုင်ဆိုင်မှုမရှိတဲ့ယဟန်ဘွားကိုပေးလိုက်တာကိုရင်ဘွားကိုပေးလိုက်တာအဲ့ဒါကိုရှင်းသားကြည့်လေဒါစိတ်ထဲကောင်းတဲ့ပေါ်တာကိုဉာဏ်ပြောတာပါအိုင်ဆိုင်မှုတွေကြီးလို့ချမ်းသာမယ်ဆိုရင်မြတ်စွာဘုရားအိုင်ဆိုင်မှုကြီးတာပေးမှာသူကိုယ်တိုင်းကိုယ်စားထွက်တော်တဲ့အကြောင်းရှိဘူးဟုတ်တယ်မို့လား ကြည့်ကြည့်နော်ဘဝမှာရှိလို့ဖြစ်တဲ့ချမ်းသာတွေတိလို့ဖြစ်တဲ့ချမ်းသာကအစအမတန်ကြီးမားတဲ့အတွက်ကြောင့်တိအောင်ပဲကြိုးစားသွားတာရှိတဲ့ကိစ္စတွေကအများကြီးဒုက္ခတွေကိုဖြစ်စေတယ်။ဒါပေမဲ့ရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေရှိသလိုအများစုကမရှိရင်ဖြစ်ပါလေနဲ့အပိုးတွေကိုပဲရှာပြီးတော့အပိအဲ့ဒီအပိုးဝင်တွေကိုထမ်းရင်းနဲ့ပဲဘဝကကုံသွားတာ။အပိုးဝင်တွေထမ်းနေတာတကယ်တည်းကဘဝကသူ့ဟိုပုံမှန်လေးလောက်ဆိုလို့ရှိရင်လိုအပ်ချက်ကလေးလောက်သွားမယ်ဆိုရင်ဘဝကတော့ကြီးမလေးလံဘူးပဲပြင်မှန်းဘူး။ ခုလူတွေကအပူတွေကိုရှာကြအပူတွေအတွက်အလုပ်လုပ်ကြရင်လည်းနောက်ပိုင်းကျတော့အပူတွေကိုအပူတွေလို့ကိုမထင်တော့ပါဘူးအပူတွေကိုတကယ်ကိုလိုအပ်ချက်ကြီးလို့ထင်ပြီးတော့သွားနေတော့တာပေါ့ဟုတ်လားဒါကြောင့်စွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုမြင်နေတယ်ဆိုလို့ရှိရင်ဘာလို့မြင်မှာတော့ရှာအယူသိမ့်ပိုက်ခြင်းရဲ့အပြစ်အနာစာကိုမြင်ရမယ်သေချာတာကတော့လွတ်ချနိုင်ရင်လွတ်ချနိုင်သလောက်ပေါ့တာကတော့အသေးချာပဲဟုတ်လားဒါကြောင့်လှူတယ်တန်းတယ်ပေးတယ်ကန်းတယ်ဆိုတာတော့တစ်ဖက်လူချမ်းသာဖို့အတွက်ပေးတာကတော့အဓိကရည်ရွယ်ချက်ပေါ့နော် ကိုယ်လည်းပဲပေါ်ပါတယ်ညိကတ်တွေ့တာမှုရယူသိမ့်ပိုက်လို့မှုပေါ့နော်နည်းနည်းချင်းနည်းနည်းချင်းရှော့ချနိုင်ရကောင်းတယ်ဆိုတဲ့အမြင်လေးလည်းပဲရှိဖို့လိုတယ်အကုန်လုံးစိတ်ကစွဲနေတာဟုတ်လားအဲ့ဒီအစွဲကိုနည်းနည်းလေးမှပဲနည်းပါစေတော့ဆိုတဲ့မုံမြတ်တဲ့ရည်ရွယ်ချက်နဲ့ရှော့ချနိုင်ဖို့မလိုဘူးလားလိုတယ်နောက်ဆုံးဒီနေ့ရိုးရိုးလေးတွေ့နော်ကိုကတရားကိုမစုံဘူးမလှုပ်ဘူးရှော့မချဘူးဆိုလည်းပဲနောက်ဆုံးဒီနေ့ပပမှာအကုန်လုံးထားခဲ့ရမှာပဲလေ တော့ကျွတ်တော့ညံနဲ့မထားပဲနဲ့မဖြစ်မှာပဲမထားကျင်ထားကျင်နဲ့စိတ်မသက်မသာနဲ့ပဲထားခဲ့တဲ့ကိစ္စကိုပဲလှုပ်လှုပ်သွားကြတာများပါလေဟုတ်လားစားရဲစားအလုံးချမ်းသာပါသေးဝေမေမြမဆိုစိတ်နဲ့သွားအရန်ကိုလွတ်လပ်ပေါ်ပါပြီးတော့ကျေပြန့်ပြီးတော့စိတ်ကအလုံးကောင်းသွားနိုင်တာပေါ့ဟုတ်လားကိုပိုင်ဆိုင်မှုကချမ်းသာမှုကိုမဖြစ်စေဘဲနဲ့လေးလံမှုကိုပဲဖြစ်စေနေတဲ့လူတွေရှိတယ်ဒါကြောင့်မြတ်စွာဘုရားဟနန္တိဘောဂတုံမေတာနောစပါရကဝေတိနောတဲ့ ညာနေတဲ့ပုံကိုယ်တွေကိုဒီပိုင်ဆိုင်မှုစတဲ့ဥစ္စာပစ္စည်းတွေဟာအသေးတတ်တတ်တယ်လို့အဲ့လိုဟောတာ။နောသပါရဂဝေတိနောတဲ့ပါရဂဝေတိနောပါရဆိုတာနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကမ်းကိုပြောတာနော်။ဂဝေတိနောဆိုတာရှားဖွေကြတာပေါ့နော်။သူတော်ကောင်းတရားကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုရှားရတဲ့ပုံကိုယ်တွေကိုကြတော့ဥစ္စာပစ္စည်းတွေဟာမနှိမ့်ဆက်နိုင်ပါဘူးတဲ့။ဘာလို့ဆိုတော့သူတော်ကောင်းကောင်းမွန်မွန်ခွဲဝေတတ်တဲ့အသုံးချတတ်တယ်ဒါကိုပြောတာ။ဟုတ်လား။ ါကကုသိုလ်ရှင်တွေဝမ်းသာဖို့ကို့မှာစာကားဆိုတဲ့ချမ်းသာကြောင့်တရားကိုပိုင်ဆိုင်အောင်လုပ်ရတယ်ဆိုတဲ့အတွေ့အမျိုးတွေးဖို့ဒါလေးကိုပြောတာဟုတ်လားနောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ဥစ္စာပြည့်စည်ရပါတယ်တော့ပညာတဲ့ပညာကတော့အခုယောဂီတို့ကြိုးစားပြီးတော့ရှာဖွေးနေကြတဲ့အရာပါလေအဲ့ဒီပညာပဲနော်ကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုပို့ပြီးတော့သိတဲ့သိအောင်နားလေတဲ့နားလေအောင်တတိတရားနဲ့အတိကိုရှာရတာပေါ့ဟုတ်လားဖြစ်နေတာလေးကိုအတိအမှတ်ပြည့်ုံလေးပဲပြုတ်ပြီးတော့နေတဲ့အလေးအကျင့်ဟုတ်လား ကိုတိလိုက်တယ်ဒါလေးဖြစ်လာတယ်တိလိုက်တယ်တိလိုက်တာနဲ့အဲ့ဒါတကယ်တကယ်မရှိတော့ဘူးเนาะအနိကဆုံးပြစ္ဆုတ်ပံကိုကြည်ဟာပေါ့ဖြစ်နေစေအခိုက်အတန့်မှာယူဒီဖြစ်နေတဲ့စိတ်ကိုနောက်အဲ့ဒီစိတ်မရှိတော့မှနောက်စိတ်ကသာလည်းသူ့ကိုမြင်လို့ရတာတကယ်တကယ်ကဟုတ်လားသို့တော့ခလန်းလန်းကဖြစ်ခဲ့ပြီဒါဆိုတော့လွန်ခဲ့တဲ့တနားရီလောက်ကဖြစ်တာကိုအခုပြန်ကြည့်မယ်ဆိုရင်တိတိကျကျသိနိုင်မလားမသိနိုင်တော့မှာတော့ခုရင်လေးဖြစ်ခလိုက်တာအခုဖြစ်လိုက်တာကိုတော့သိလို့မရဘူးလား ရတယ်နော်အဲ့ဒါကိုပဲပြည့်စုံပန်ဆိုတဲ့အသုံးနှုံးနဲ့သုံးနှုံးတာပါဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကဖြစ်နေတဲ့အတိုင်းလေးတိတိနေလိုက်တယ်နောက်တစ်ခုဖြစ်လာပြန်ပြီတိလိုက်ပြန်ပြီနော်လန်ကြားတယ်ဟမ်တိလိုက်တယ်ဘာဘုံမှတိမယ်လို့ကန့်သက်ချက်မထားဘဲနဲ့တချို့ယောဂီတွေကမှအားထုတ်ရတာအဆင်မပြေတဲ့လူတွေတွေရှိရယ်ဟုတ်လားအဲဘုန်းကြီးတွေလာတဲ့အခါအဲ့ဒီအကြောင်းအရာလေးတွေရှောင်းရင်လည်းပဲအလွန်ကောင်းမယ်ပေါ့နော် မနေ့ပြန်တော့ကစားပြီးတော့သိကျင်တာလေးတွေတရားအထုတ်တာလေးနဲ့ပတ်သက်ပြီးတော့လည်းပဲမေခွန်လေးတွေဒီပေါ်မှာမေးပြီးတော့တင်ထားလို့ရတယ်ဟုတ်လားအဲ့ဒါပြောရင်တော့တတိထားတဲ့လုပ်ငန်းစဉ်ကမကျွမ်းကျင်သေးလို့သာခက်နေတာတကယ်တကယ်ကတော့လုံနည်းရပါတော့လွတ်လွယ်လေးဟုတ်လားဖြစ်နေတာကိုသိလိုက်ရုံပဲသိပြီးရင်အဲ့ဒါကိုလုံးဝပြန်ပြီးတော့မတွေးနဲ့မစဉ်းစားနဲ့စိတ်ကတော့သိပြီးရင်တော့လျှောက်တွေးတာတော့သိလိုက်တာလေးတွေကခဏလေးတွေအတွေးတွေနဲ့ပဲအချင်းကုန်တာ အဲ့ဒီအလေးအကျင့်မျိုးကိုမဖြစ်အောင်ဦးဇင်းတို့ကအတိပိအတိဆက်ဆက်သွားအောင်သွားတာပေါ့နော်ကြားလိုက်တယ်သိလိုက်နော်ဟိုစိတ်ကိုလာလာပြီးတော့ဟိုအာယုံကအတိပေးနေတဲ့သဘောမျိုးပေါ့ဒါဦးဇင်းတင်သားပြောတာပါကိုကဆိုကြပါစို့အဲဒီခန္ဓာမှာထိနေတဲ့သဘောတွေကိုသိနေရဆိုကြပါစို့အဲ့ဒီအချိန်မှာအတန်ကြားတာကိုလည်းစိတ်ကသိလိုက်ဆိုအဲ့လိုဆိုအဲ့ဒီအတန်ကြားတာလေးကိုသိနေလိုက်အဲ့လိုသိနေရင်အတွေးလေးဝင်လာတာထင်းထင်းရှားရှားသိလိုက်တယ်ဆိုအဲ့ဒီအတွေးကိုပဲထပ်ပြီးတော့သိနေလိုက် ဟုတ်လားခံစားချက်တွေပေါ့တော်တော်ထင်ရှားနေတယ်ဒုက္ခဝေဒနာထင်ရှားဆိုတိနေလားအဲ့ဒီဒုက္ခကိုပယ်ရှားလို့တဲ့စိတ်မပါဘဲနဲ့တိယုံတက်တက်ကလေးတိနေလိုက်တိခံမှုအပြည့်နဲ့ပေါ့နော်ဒေါသမဖြစ်စေဘဲနဲ့တိနေလိုက်အဲ့လိုဝေဒနာကိုတိနေတဲ့ကြားထဲမှာကိုပဲကြိုးကြကြိုးကြအတန်ကြားတာဟုတ်လားတခြားအတွေးတစ်ခုဝင်တာရှိသေးတယ်အဲ့လိုဆိုရင်အဲ့ဒီဝေဒနာကိုတိနေတာကိုလွတ်ပြီးတော့အဲ့ဒီစိတ်ကိုလာပြီးတော့တကားခေါက်နေတဲ့နော်ငါ့ကိုတိပါလို့လုံနေတဲ့အဲ့ဒီအာယုံကိုလုံမလို့လိုက်ပြီးတော့တိနေလိုက်ပြီးရင်အဲ့ဒီဝေဒနာကိုပြန်တိပေါ့ ဟိုပင်တိုင်းလေးတစ်ခုခုရှိရင်လည်းပဲကောင်းပါလေ။နော်။ဘာဝမစိတ်ထဲမှာထင်ရှားတာမရှိဘူး။ဘာမှအမှမသိဘူး။ဘာသိရမှမသိဘူး။ရောင်းလဲလဲဖြစ်နေတဲ့အခါမျိုးမှာဘယ်ဟာလေးကိုတော့ငါပင်တိုင်းထားပြီးတော့နော်တိနေမယ်ဆိုတဲ့အရာလေးတစ်ခုပေါ့နော်။အဲဝင်လေထွက်လေကိုထားရင်လည်းရတာပဲ။တော့ခန္ဓာကိုယ်အပိုင်းထိနေတာကအလွန်ထင်ရှားတဲ့တွေ့ကြောင့်အဲ့ဒါကိုပင်တိုင်းအနေနဲ့ထားမယ်ဆိုရင်လည်းရတာပဲနော်။ကျန်တဲ့ဟာတွေကိုသိရင်မှတ်ရင်နဲ့ကျန်တဲ့ဟာတွေစိတ်ထဲကဘာမှအမှမသိဘူးတခါလေးရောင်းတောင်းတောင်းဖြစ်နေတာရှိတယ်ဟုတ်လား။အဲ့လိုဆိုလို့ရှိရင်အဲ့ဒီ အမြဲတမ်းတလက်ဆက်ထင်ရှားနေတဲ့နော်တိမှုထိမှုကိုသိနေလိုက်ဆိုကြပါစို့ဝင်လေထွက်လေထိတာလေးကိုသိတယ်ဆိုတာလေတလက်ဆက်သိနေတော့ဒီသဘောလေးတွေကဘာမှသိပြီးတော့မထူးတင်မကထိနေတာလေဒီထိတဲ့သဘောပဲနှာခေါင်းကထိနေရလေဒီထိတဲ့သဘောပဲတတိပီးတတိသွားနေတာပဲသူကသဘောဝချင်းကသိပြီးတော့ကြွားချတယ်လို့မစိုးနိုင်ဘူးအဲ့ဒါဒီဝင်လေထွက်လေထိတဲ့သဘောကိုတိအောင်လှုပ်တဲ့အလုပ်ကျွမ်းကျင်ရင်ကျွမ်းကျင်တယ်ဆိုတော့ကျန်တဲ့ထိတဲ့သဘောကိုတိအောင်လှုပ်တာကိုလေကျွမ်းကျင်နိုင်တာပဲ နေရသတ်မှတ်ချက်တွေကအဲ့ဒီအချိန်မှာပြောင်းနေပြီ။ तू ကစိတ်နဲ့ဒီထိတာနဲ့ဒါပဲတိတတ်တဲ့သဘောနဲ့ထိနေတာလေးနဲ့ဒါပဲဘယ်နာလေးဘလိုလေးဆိုတာက तू ကသိပြီးတော့မတင်ရှားတော့ထိတာရဲ့တိရရဲ့ဒီလိုသွားနေတာ။ဟုတ်လား။အဲ့လိုဆိုလို့ရှိရင်မလုတ်တဲ့ဆရာဘာမှမရှိဘူးနော်။အဲ့လိုမျိုးဒီခန္ဓာရဲ့ဖြစ်ခြင်းတရားကိုဒုလဇ္ဇတိထားပြီးတော့နေတာဘာလဲလို့မေးရင်အနိစ္စဒုက္ခအနတ္တဆိုတဲ့အမှန်တရားကိုတိတဲ့ပညာကိုရအောင်ရှားနေတာ။ ရှိချင်းတရားတွေကိုဒလဇက်လိုက်တိနေမယ်ဆိုလို့ရှိရင်နောက်တတိပိတတိနသူတိခဲ့တဲ့အရာရောအဲ့ဒီတိနေတဲ့စိတ်ရောအတွေးလိုက်သွားတာပဲလေဘယ်သွားတာလဲဆိုတော့မရှိတော့ဘူးနောက်ထပ်အတိထက်ဖြစ်တာပဲထပ်ဖြစ်တာပဲထပ်ထပ်ဖြစ်နေတာပဲအဲ့ဒီထပ်ထပ်ဖြစ်နေတာကိုမြင်အောင်ကြည့်ရင်ဒီပျက်စီးသွားတာမရှိတော့တာကိုဦးဇင်းတို့မြင်နိုင်တယ်အရင်ကမပြက်ဖဲနဲ့နောက်ဟာထပ်ဖြစ်လို့မရဘူးဟုတ်လားအဲ့တော့ဒီဖြစ်ချင်းကိုပဲအဓိကကတော့အာယုံစိုက်စေခြင်းတယ် ဟိုပြက်ချင်းကိုတိတ်ပြီးတော့အာရုံမဆိုင်နဲ့ပြက်ချင်းကသူ့အတူအလိုလိုနားလေသွားမယ်ကိစ္စလို့ဥစဉ်ကတော့အဲ့လိုမြင်တယ်ဟုတ်လားဒီဖြစ်ချင်းကိုပဲပါလို့ရမှာတော့ဒလဇက်လိုက်ပြီးတော့အာရုံဆိုင်တယ်ဟိုတီးခိုင်းတာနော်တွေးခိုင်းတာမဟုတ်ဘူးစိတ်ကအလေးအကျင့်ကြီးရရှိတယ်သူတခုခုတီးလိုက်တာနဲ့အဲ့ဒါကိုပုံဖော်ပြီးရှောက်တွေးပြီးအကောင်အဆိုးမျိုးမျိုးတတ်မှတ်ပြီးတုံ့ပြန်ပြီးဒါသူလုပ်နေကြလို့သူကအဲ့ဒါကိုအလွန်ကြွန့်ကျင်ဟုတ်လားအဲ့တော့အဲ့ဒီလိုမျိုးဘာမှမလုပ်ဘဲနဲ့ တိယုံလေးပဲတိပြီးတော့နောက်ဟာဆက်တိသွားနောက်ဟာဆက်တိသွားတိသွားတိတိပါများလာတဲ့အခါမှာဘာဖြစ်မလို့ဆိုတော့အော်ဘလိုပဲဖြစ်တယ်ပြောပြောဘာပဲဖြစ်တယ်ပြောပြောဖြစ်ပြီးရင်အဲ့ဒါမရှိတော့ဘူးအဲ့ဒီအနေစာကိုတိဖို့အရေးကြီးတာတကယ်တကယ်ကဟုတ်လားအဲ့ဒီအနေစာကိုတိဖို့အတွက်ဦးဇင်းတို့ကဘာကိုအခုအာယုံစိုက်တာတော့ဖြစ်ချင်းတရားကိုအာယုံစိုက်တာပေါ့နော်ဒါတရားဘောင်နာအထောက်ကြတဲ့ယောဂီတွေအတွက်ပြောပြတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့စူးစမ်းလို့ ဩဖြစ်ပြီးရင်မရှိတော့တဲ့သဘောလေးတွေပဲထက်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 ဖြစ်နေတာပဲလို့အတိရှင်းရှင်းလာပြီဆိုလို့ရှိရင်အဲ့ဒါကိုပဲခေါ်တော့ဝိပဿနာပညာပေါ့နော်အဲ့တော့နာမည်တက်တက်တာမတက်တက်တာအသိပြီးတော့အရေးမကြီးပါဘူးဟုတ်လားအဓိကဒီသဘာဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိဖို့ပါပဲဟုတ်လားအဲ့ဒီပညာဒီအခုခုတို့ဒီဥစ္စာပစ္စည်းကြီးခုနှစ်မျိုးထဲမှာသူ့ကိုနောက်ဆုံးမှာထားတယ်နောက်ဆုံးမှာထားပြီမယ်လို့သူကတကယ်တမ်းကအရေးပါဆုံးပဲဟုတ်လားအခုလို့သူ့ကိုအရေးပါဆုံးလို့ပြောရလဲမင်း သူပြိဝသွားမှသာလဲသူရှိရပြောတဲ့ဥစ္စာပြည်သေး6မျိုးဟာပြည့်စုံနိုင်တာသူမပြည့်စုံသေးတဲ့မြတ်သူမပြိဝသေးတဲ့မြတ်အစစ်မမြင်သေးတဲ့မြတ်သူရှိရဥစ္စာပြည့်စည်တွေဟာအမှားခံချက်မရှိဘူးဆိုရပါစို့ကျွတ်တို့အခုပုရုဇဉ်တွေသစ္စာလေးပါးကိုထိုးထွင်းပြီးတော့တည်တဲ့ဉာဏ်ပညာကိုမရသေးဘူးမဉဏ်ပုံညာအစင့်ထိရောက်အောင်ဉာဏ်ပညာကမမြင်သေးဘူးမမြင်တဲ့အခါကျတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ယုံကြည်မှုတရားတရားဟာဘယ်လိုလဲဘာခိုင်မြဲမှုမှမရှိဘူးနော် ရိုင်နေလွယ်တယ်ဟုတ်လားလှုပ်ရှားအောင်လုပ်မဲ့ရာနဲ့တွင်လှုပ်ရှားသွားမှာခိုင်မြဲမှုမရှိဘူးဘာဖြစ်လို့တော့ပညာအစစ်မမြင်လို့တရားတရားကမမြင်ရလားအဲ့လိုဆိုရင်သီလကိုလည်းဝေဖန်ကြည့်ပါဦးဒီပြောငါးပါးသီလကိုဘယ်တော့မှမလွန်ကျူးတော့ဘူးလို့ကိုင်လုံလုံနိုင်ပြီလားဘယ်လုံနိုင်မလို့နော်အခုသမီးအသက်မတတ်သေးဘူးဆိုတာမတတ်သေးတာနော်မတတ်တော့တာမဟုတ်တက်တော့တယ်လို့ထင်တဲ့တနေ့တက်မှာနော်။သူများပြည်စီမတရားမယူမခိုးဘာလို့မခိုးတာတော့ခိုးတော့တယ်လို့မထင်သေးလို့ ခိုးလောက်တယ်လို့ထင်လာတဲ့တနေ့ငါယူလာလို့ဘူးမှမသိပါဘူးကွာဒါယူလိုက်ရင်ဆယ်သက်တောင်စားလို့ပုံမှန်ဘူးလက်ကလေးတစ်ချက်ကကနန်းလေးရေးလိုက်တာနဲ့ငါဒါရမှာဆိုရင်လှုပ်ချင်လှုပ်မှာပေါ့ဟုတ်တယ်မဟုတ်လားအပြစ်လည်းမဟိုဘယ်သူမှလည်းဒါကိုမသိနိုင်ဘူးထောင်လည်းမကြနိုင်ဘူးအစသာရရာခိုးဖို့အတွက်အကြောင်းတွေပြည့်စုံနေပြီဆိုရင်ကိုရင်ကိုချလိုက်မှာပေါ့အခုလို့အဲ့လိုတီလာကဦးဇင်းတို့မှာအမကန်ချက်ရှိတဲ့အဆင့်ကိုမရောက်သေးတာလည်းလို့မင်းဘယ်လိုပြောမလဲပညာ နော်ဘယ်သူတိတိမတိတိငါတိနေတယ်ဒါမဟုတ်တဲ့အလုပ်ကြီးမဟုတ်တာလုပ်ပြီးတော့ကိုယ့်ကိုယ်ကိုချမ်းသာကိုအရိယာတယောက်ဟာရှာဖွေမလားဘယ်ရှာမလို့ဟုတ်လားအဲ့တော့ပညာမမြင့်လို့သာလဲဦးဇင်းတို့တွေဟာရှေ့ကပြောကြတဲ့ဥစ္စာပစ္စည်း6မျိုးကအစစ်မမြင့်သေးတာပေါ့ဒါကြောင့်ပညာဟာအရေးပါတုံးတော့ဥစ္စာပစ္စည်းအဲ့ဒီပညာကိုဦးဇင်းတို့ဘာနဲ့ရှာမလို့တတိနဲ့ရှာရမယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားကာထာသုံးဖို့ဟောတာကာထာတစ်ပုဒ်ပဲရှိသေးတယ်ဟုတ်လား ဂါထာတစ်ပုဒ်ပဲရှိသေးရဲ့နော်ဒါဒီဒုတိယဂါထာနဲ့တတိယဂါထာတို့ဟာသဘောတရားလေးတွေကိုပြောတာဆိုတော့မြန်မြန်လေးပြောလိုက်ရင်လည်းပြီးပါတယ်ယတ္တဣတိဒနာအထိအဋ္ဌိယပရိတ္တတဝါတဝေမဟာဒနောလောကိအဇိယောဒေဝမန္တုတိတဲ့ဒုတိယဂါထာကဒီလောကကြီးမှာတဲ့ယောက်ျားတွေပဲဖြစ်ဖြစ်မိန်းမတွေပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ဥစ္စာပြည့်စုံခုနှစ်မျိုးကိုကိုယ်တန်တမှာရှိအောင်လုပ်ထားမယ်ဆိုလို့ရှိရင်သူဒီချမ်းသာကြွယ်ဝတဲ့ပုံကိုတယောက်ဖြစ်တယ်လို့ဆိုရမယ်တဲ့ အဲ့ဒီလူရဲ့ချမ်းသာကြွယ်ဝမှုကိုဟောဒီလူလောကကြီးမှာလူမပြုံးတဲ့နတ်ကတော့အနှောင့်အယှက်ပေးလို့မရဘူးတဲ့အဲ့ဒါဒုတိယကထာရဲ့အတိပဲပဲအာဇီယောဒေဝမနုတိဒီသူတော်ကောင်းတရားတွေကိုပိုင်ဆိုင်လို့ချမ်းသာပြီဆိုရင်အဲ့ဒီချမ်းသာမှုကိုလူအချင်းချင်းမပြောနဲ့တကိုးရှိပါလေလို့ဆိုတဲ့နတ်ကတော့အနှောင့်အယှက်ပေးလို့မရအာဇီယောဒေဝမနုတိဒေဝဆိုတဲ့စကားလုံးထည့်ထားတာဟုတ်လားချမ်းသာမှုမှာအမဂန်ရဲ့ရှိရောနော်ဟုတ်ပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်လို့ဖြစ်တဲ့ချမ်းသာမှုကအမဂန်ရဲ့မရှိဘူး ချိန်ပြီးအနှောင့်အယှက်ခံရနိုင်ဟုတ်လားပြီးတော့နောက်ဆုံးကထာပါပြောတော့သူကတော့တိုက်တွန်းထားတာပါတသမတတ်တင်စတိလင်စပတာဒံဓမ္မတတနံအနုယုံစီထမေတာဝီတရံဗုဒ္ဓနာတတနံရသော်ပြေအစိုးမကိုအောက်မေ့အမှတ်ရကြတဲ့နော်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအားတဲ့တတ်တင်စယုံကြည်မှုတရားတရားကို၎င်းတိလင်စကိုချင်းတိလာကို၎င်းပတာဒံကြီးညိုမှုကို၎င်းဓမ္မတတနံသူတော်ကောင်းတရားကိုသိမြင်မှုပညာကို၎င်းအနုယုံစီထကိုယ်တန်တမှာရှိအောင်ဖမ်းမှန်ကျုပ်ကိုအားထုတ်ရ၏တဲ့ ဟုတ်လားအဲ့ဒါပဲနှစ်ပုတ်ရှိသွားပြီတော့သုံးပုတ်เนาะမိဂါဒတထေရဲ့ချမ်းသာကြွယ်ဝမှုကိုတန်တော်လာလျှောက်လို့မြတ်စွာဘုရားကဥစ္စာပြည့်စည်ခြင်းရှင်ပြီးတော့ပြတာဟုတ်လားစကားနောက်တရားပါအောင်ကြိုးစားတာပေါ့เนาะသူကဥစ္စာပြည့်စည်အကြောင်းပြောတော့ဘုရားကလည်းဥစ္စာပြည့်စည်အကြောင်းပြန်ပြောတာပေါ့အဲ့တော့လူတွေပြောတဲ့ဥစ္စာပြည့်စည်နဲ့မြတ်စွာဘုရားပြောတဲ့ဥစ္စာပြည့်စည်တူပါသလားမတူเนาะဘေးရာကအစ်မန်နဲ့ချမ်းသာကိုဖြစ်စေနိုင်တယ်ဘေးရာကဘေးကင်းတယ် တော့ဘယ်ဥစ္စာပြည့်စီကပို့ပြီးတော့အည်သွေးရှိတယ်လဲဆိုတာတော့ယောဂီတို့အလုံးဉာဏ်ရှိရတဲ့တည်းကြောင့်နားလည်ကြပြီလားဟုတ်လားဒါကအနုမောဒနာတရားဆိုပြီးတော့ပြောပြတာနော်တရားထိုင်ဖို့အတွက်အချိန်မရှိတော့ဘူးဟုတ်လားကောင်းပါလေဒါလည်းပဲတရားအထုတ်ခြင်းတမျိုးပဲလို့လည်းဆိုနိုင်ပါလေဟုတ်လားတဘာဝတရားတွေရဲ့အကြောင်းကိုပြောနေတော့ပြောတဲ့ခိုင်မှာယောဂီတို့စဉ်းစားတာဆင်ခြင်တာတွေမရှိဘူးလားရှိရနော်တခါတလေမှာဒါမျိုးတွေကလည်းလိုအပ်တာပါပဲဟုတ်လားဒါကြောင့်ဦးဇင်းတို့ ကုသိုလ်ရှင်များလည်းပဲမြတ်စွာဘုရားရဲ့ဒေသနာတော်ရတို့ဟာကိုယ့်ကိုယ်ကို ချမ်းသာအောင်ကြိုးစားနေတာဒီချမ်းသာမှုကိုလည်းပဲဘယ်လူဘယ်နှက်ကမှအနှောင့်ယှက်ပြီးလို့မရဘူးထားခဲ့ရမယ့်အရာတွေအတွက်ရှားတာမဟုတ်ဘူးယူသွားရမယ့်အရာတွေအတွက်ရှားတာဆိုတဲ့အတွင်းနဲ့လည်းပဲဝမ်းသာရမယ်ပေါ့နော်ဥစ္စာပစ္စည်းချင်းတန်ဖိုးကွာခြားမှုမှလည်းပဲအဲ့ဒီအချက်ကလည်းပဲအခရာကြသေးတယ်အဲ့ဒါကမပြောခဲ့ရဘူးဟုတ်လား ပဂရိဥစ္စာပစ္စည်းဆိုတာကပါလေအချိန်တန်ရင်ထားခဲ့ရမှာပေါ့နော်ပိုင်ရှင်ကအမြဲတမ်းပြောင်းမှာဟုတ်လားကိုကိုပိုင်တယ်လို့ပြောတာဟုတ်ပဲတချင်တော့ကသူများပိုင်တာနော်တချို့ကဆိုကိုဘိုးဘွားတွေပိုင်ခဲ့တာပေါ့ဟုတ်လားအခုကိုပိုင်တယ်လို့ပြောတာတချင်ကြတော့ဘယ်သူပိုင်မှာတော့သူများဆက်ပိုင်မှာပေါ့သာသမီတွေဆက်ပိုင်ရင်ပိုင်မယ်အခက်မတင်ရင်လည်းပဲတရားလက်ထဲရောက်သွားမှာပေါ့ဟုတ်လားဒီသူတော်ကောင်းတွေမြင်လို့တဲ့ဥစ္စာပစ္စည်းကိုပိုင်ဆိုင်အောင်ကြိုးစားထားရင်တော့သူကပိုင်ရှင်ကဘယ်တော့မှမပြောင်းဘူးပြောင်းလို့လည်းမရဘူး ဟောဒီတန်းစာစာကျုပ်စာတန်းနဲ့ရေးထားကြလို့လည်းမရဘူးနော်ဒီဥစ္စာပစ္စည်းကတကယ်ပိုင်မရှင်တကယ်ပိုင်တာအရွှေပြောင်းကိုလုပ်လို့မရဟုတ်လားဒါကြောင့်မလို့နော်ဒီကုသိုလ်ကောင်းမှုတွေကိုလုပ်ရတယ်လုပ်ရတယ်အဲ့ဒီအမြင်မှန်တဲ့ကိုယ်စိတ်ကိုဘာလို့မလို့အားရှိစေရမယ်နော်ဟုတ်လားဒါလေးတွေကအနုမောဒနာတရားစကားအနေနဲ့ပြောတာပါဟုတ်လားဒါကြောင့်အလုံးသောကုသိုလ်ရှင်များရောယောဂီများရောအပမတာရှိတဲ့တတိတရားလက်ကင်ထားပြီးတော့နော်မိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကို ော်ဆင်ဆက်မပြအတိအမှတ်ပြုပြီးတော့နေခြင်းလို့ဆိုတဲ့တတိပဌံဘာဝနာကျင့်စဉ်ကိုကျင့်သုံးပြီးတော့မဉ္ဇဉ်ဘုံဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ယောဂီတို့ရောကုသိုလ်ရှင်များရောကျိုးစားအထောက်ပြုလုပ်ထားကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မြေနိဗ္ဗာန်ကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း